ပြည်သူတွေကိုငွေပေးပြီးစီးရုံနာဟာရေရှည်မှမအောင်မြင်နိုင်ဘူးလို့ဒေါအောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်။ခွန်ဘတာတင်ဆက်ထားပါတယ်ရှင်။ပြည်မနာမှာဇန်နဝါရီလ18ရက်နေ့စနေနေ့ကကျင်းပတဲ့ဘုချောင်းအောင်ဆန်းရပြည့်နှစ်အထိမ်းမှလူထုဟောပြောပွဲမှာဒေါအောင်ဆန်းစုကြည်ကတရားမေးခွန်းပြောကြားခဲ့ပြီးပြည်သူတွေကိုငွေကြေးနဲ့စီးရုံတာဟာတခဏတာအောင်မြင်မယ်လို့ပြောပါတယ်။မတော်အဖွဲ့ချုပ်ကငွေရေးကြေးရေးအရာတောင့်တင်းတဲ့အဖွဲ့မဟုတ်ဘူး။ငွေရေးကြေးရေးသုံးပြီးတော့ကျမတို့စီးရုံတော့မရဘူး။စီးရုံလည်းမစီးရုံတင်ဘူး။ ငွေပေးပြီးတော့စီးုံနေဆိုတခဏသာအောင်မြင်နိုင်မယ်ရေရှင်မှာတော့အောင်မြင်မှုရနိုင်မှာဟုတ်ပါဘူးပြောဒီမှာတော့ငွေပေးပြီးတော့လည်းမစီးအောင်မှုပစ္စည်းဥစ္စာပေးပြီးတော့လည်းမစီးအောင်မှုကျမတို့ကဘာလုပ်ချင်လဲဆိုတော့ကျမတို့နိုင်ငံသူနိုင်ငံသားတွေလုတ်သက်လုတ်ထိုက်တဲ့ကိစ္စတွေကိုလုံနိုင်တဲ့အရေးအချင်းတွေကိုမြင့်တင်ပေးအပ်ခြင်းအဖြစ်ကျမတို့စီးအောင်ကြပါတယ် တပြင်တော်ဆတ်စုကြည်ကပြည်သူတွေအရေးအချင်းရှိမှတန်းပြေအောင်မြင်မှုတွေရရှိမှဖြစ်ကြောင်းအဖွဲ့ချုပ်ကတအားကိုတာမျိုးဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုခုကိုအားကိုတာမျိုးမဟုတ်ပဲကိုယ့်အရေးချင်းကိုအားကိုနိုင်တဲ့ပြည်သူတွေဖြစ်ဖို့လိုကြောင်းတိုက်တွန်းခဲ့ပါတယ်အရေးချင်းပြည့်မီတဲ့ပြည်သူတွေဖြစ်လာဖို့ဆိုရင်လူငယ်တွေကိုမှန်မှန်ကန်ကန်ပြုစုပြောထောင်ရမယ်လို့လည်းပြောပါတယ်။ဒုသာဒီမိုကရေစီအဖွဲ့ချုပ်လို့ဒီမိုကရေစီရရှိအောင်လုပ်ပါမယ်ဆိုပြီးတော့ထူထောင်ထားတဲ့ပါတီဝင် ဖြစ်ပြီးဆိုရင်တော့ နိုင်ငံရဲ့အကျိုးကိုထမ်းဆောင်ဖို့ဟာတာဝန်ဖြစ်သွားပြီကင်းကျင်လို့လေကင်းကျင်လို့လည်းမရဘူးဒါကြောင့်ကျမတို့အဖွဲ့ချုပ်ကဖွဲ့ဝင်တွေကိုဆိုလို့ရှိရင်ကျမတို့ဟာအင်တာမတင်းတင်းကြပ်ကြပ်ဂိုင်တွေပါတယ်တင်းတင်းကြပ်ကြပ်ဂိုင်တွေတယ်ဆိုတာဟာကျမတို့လူတွေကိုကျမတို့တင်းတင်းကြပ်ကြပ်ဂိုင်တွေအမှကျမတို့လူတွေကနောင်ဩဇာရလာတဲ့အချိန်ကျရင်ပြည်သူလူထုကိုအနိုင်ကျင့်ခြင်းကိုရှောင်ဖယ်မှာဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ် အခါအနားမှာထောင်နဲ့ချီတဲ့ဒေတာခံပြည်သူတွေတက်ရောက်ခဲ့ပါတယ်။မနေ့ပိုင်းမှာတော့ဒေါ်အောင်ဆန်းစုကြည်ကရမဲသိမ်းမှာကျင်းပတဲ့ဘုချောင်းအဆန်းရပြည့်နဲ့အထဲမှာပွဲကိုတက်ရောက်ခဲ့ပြီးဘုချောင်းအဆန်းရဲ့အရေးချင်းတွေကိုပို့ပြီးလေးစားဖို့လူထုတွေကိုတိုက်တွန်းခဲ့ပါတယ်။အခါအနားမှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကဥအောင်ကျင်းညွန့်လည်းတက်ရောက်ခဲ့ပြီးဘုချောင်းအဆန်းရဲ့မိခွန်ကောက်နှုတ်ချက်တွေကိုဖတ်ကြားပေးခဲ့ပါတယ်။ဖေဖော်ဝါရီလ23ရက်နေ့မှာ မြန်မာလူလာရေးကောင်းဆောင်ဘူချော့အောင်ဆန်းနှစ်တရာပြည့်နှစ်ဖြစ်တဲ့အတွက်နိုင်ငံအနှံ့မြို့ကြီးမြို့ငယ်တွေမှာဘူချော့အောင်ဆန်းရပြည့်နှစ်အထင်မှအခါနာတွေဟောပြောပွဲတွေကိုကျင်းပနေကြတာဖြစ်ပါတယ်ကျွန်တော်ခွန်ပါတာပါ